ပထမဦးဆုံးကျွန်တော်ရှေ့လာတိုင်မြင်တာပေါ့လာတိုင်မြင်တော့ဒီကြောက်လေးကိုပေါ့နော်ဒါဆိုဒီကြောက်ဘေးပု္ပ္ပစာလေးတွေကိုအပွင့်လိုက်လို့ရမလားဒါဆိုကျွန်တော်ကြောက်ကိုတေချာကြည့်တယ်ဗျာနော် အပွင့်လိုက်လို့ရမရအဲ့တော့ဒီချလေးကြည့်တော့ကြောက်လေးရတော့မဆိုးဘူးပြနော်အပွင့်လိုက်လို့ရတဲ့အနေအထားမှာရှိတယ်ဒီနေ့မှာကတော့သိန်း80တန်းကြောက်ရဲ့ဘေးပု္ပ္ပစာဖြတ်တာရဲ့ဈေးွက်လေးကိုကျွန်တော်ဝင်မြပေးသွားမှာဖြစ်ပါတယ် အဲ့ဒီဖြတ်သားတွေမှာကျွန်တော်တို့ဒီဟာပေါ့နော်လှုပ်ချစ်ပညာဈေးကွက်ပညာလေးတွေပါထည့်ပြီးမှဝေမျှပေးတော့မှာဖြစ်ပါလေဗျ။အဲ့တော့ကြောက်ပိုင်ရှင်ဖြစ်တဲ့ဥဒ္ဒခိုင်ရေမင်္ဂလာပါ။အဲ့တော့ဒီကြောက်လေးကတော့သူတို့ဒီသိန်း80နဲ့ပေါ့နော်သိန်း80နဲ့ဝေဖြတ်ပြီးမှပတိလုံးလို့ပိုတဲ့အစာလေးတွေကို အပွင့်လာလိုက်ခိုင်းတာဖြစ်ပါလေဗျာနော်။ပထမဦးဆုံးကျွန်တော်ရှိလာတိုင်မြင်တာပေါ့လာတိုင်မြင်တော့ဒီကြောက်လေးကိုပေါ့နော်။အဲ့တော့ဒီကြောက်ဘေးပုစာလေးတွေကိုအပွင့်လိုက်လို့ရမှာလား။ ဒါကျွန်တော်ကြောက်ကိုတေချာကြည့်တယ်ဗျာနော်အပွင့်လိုက်လို့ရမရဒါတေချာလေးကြည့်တော့ကြောက်လေးရတော့မစိုးဗျာနော်အပွင့်လိုက်လို့ရတဲ့အနေထားမှာရှိတယ်။ဘာကြောင့်မလဲဆိုတော့အဲမှာကျွန်တော်လက်မှတ်လေးနဲ့ထောက်ပြပေးတယ်ဗျာနော်အစိမ့်ကြီးစားလေးတွေတွေ့ရတယ်။အဲ့ဒီနေရာလေးတွေကိုပဲအပွင့်လိုက်ရမှာဖြစ်ပါတယ်ဗျာ။အဒီဘေးဘက်အစွန်းကမဲမဲတွေရတော့ကျွန်တော်တို့ရှင်းမဲတွေပေါ့နော်အဲ့ဒါတွေကအပွင့်လိုက်လို့မရအောင်အဲ့ဒါနဲ့ကျွန်တော်ကြောက်ကိုတေချာကြည့်တေချာကြည့်ပြီးတော့ဟောတော့အပွင့်လိုက်လို့ရတယ်ပေါ့ အော်အက်ချင်နဲ့အက်ခဲလို့ရတယ်ပေါ့နော်အဲ့ဒီအခါမှာသူကလည်းအပွင့်လိုက်ချင်တာနဲ့ကျွန်တော်ရှေ့အက်ခဲလိုက်တာပေါ့နော်အက်ခဲလိုက်တော့ကျွန်တော်သေချာလေးအပွင့်လိုက်ပြီးမှထုတ်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကကြောက်တစ်ခုကိုအပွင့်လိုက်မယ်တဲ့ဆိုရင်အဲသေချာလေးကြောက်ကိုအရင်ကြည်ရတာပေါ့နော်ဒီကြောက်ဟာအပွင့်လိုက်ပြီးလို့ရမရအပွင့်ထုတ်ပြီးလို့အပွင့်လိုက်ပြီးလို့ရတဲ့ကြောက်မှာပဲကျွန်တော် အပွင့်လိုက်ပြီးတာဖြစ်ပါတယ်ဗျအာဘာကြောင့်မလို့ဆိုတော့အပွင့်ထုတ်ပြီးလို့မရတဲ့ကြောက်တွေကိုအပွင့်လိုက်ပြီးတဲ့ဆိုရင် အဲ့တော့သူတို့အတွက်ဖြတ်ခါသွေးခါတွေကုန်နေမှာဆိုလို့ပေါ့နော်အဲ့တော့ဒီအပွင့်ထုတ်ပေးလို့မရဘူးတဲ့ဆိုရင်တော့ကျွန်တော်ကတော့အဲ့ဒီအနေချတိုင်းလေးပဲပြန်ရောက်ဖို့အကြံပြုပေးပါတယ်ဗျအပွင့်ထုတ်လိုက်တဲ့နေရာတွေမှာဒါလေးတော့ကောင်းစားလေးဖြစ်ပါတယ်ဗျဒါပေမဲ့လို့အလယ်မှာအဖြူချောင်းလေးတော့ပါတယ်ပေါ့နော်အဲ့ဒီအဖြူချောင်းလေးကိုဖယ်ရသေးတာပေါ့ဗျာနော်အဲ့ဒီအဖြူချောင်းလေးကိုဖယ်ပြလိုက်တော့နည်းနည်းလေးတော့ပယ်လေးတော့ကြာသွားတာပေါ့အဲ့တော့ဒါပေမဲ့လည်းလာပါတယ်ဗျအဲ့တော့ အဲ့ဒီအဖြူချောင်းပါတယ်တဲ့ဆိုရင်တော့ကျွန်တော်တို့ဈေးတော့ရမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့အဲ့ဒီအဖြူချောင်းအလဲတက်တက်လေးကိုကျွန်တော်ဖြတ်ပင်းလေးနဲ့နင်းပြီးမှဖယ်လိုက်တာဖြစ်ပါတယ်ဗျအခုဆိုရင်တော့ကျွန်တော်တို့အပွင့်ရည်20ရပါတယ်ဗျနော်အပွင့်ရည်20ရပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်အပွင့်သွေးပြီးမှသွားအပွင့်သွေးသွားအပ်တယ်ပေါ့ဗျနော်အပွင့်သွေးသွားအပ်တယ်ခုအပွင့်ရည်20ကဘေးပုပ်စားဖြတ်တာအသေးစားလေးတွေကနေထုတ်ထားတာဖြစ်ပါတယ် အဲ့ဒါဒိုင်မဲလို့အဲ့မှာဘေးပုံစားခိုင်းရင်အကြီးကြီးတော့ကြံလိရပါတော့เนาะအဲ့ဒါတော့ကျွန်တော်ခဏလေးတော့ထားထားတော့ပေါ့เนาะဘာကြောင့်လဲဆိုတော့ဒီအခုရှေ့ဟာဘေးပုံစားအသေးလေးတွေကနေရရှိတဲ့အပွင့်လေးတွေရဲ့ဈေးကွက်လေးကိုကျွန်တော်တို့ကတည်ချင်းတရားနဲ့အဲ့ဒီဘေးပုံစားအကြီးကြီးကိုကျွန်တော်တို့ကခဏတင်ထားလိုက်တယ်ပေါ့เนาะတင်ထားပြီးမှနောက်မှဆက်ပြီးမှလိုက်ပြတ်မှဖြစ်ပါတယ် အဲ့ဒီခါကျရင်လည်းကျွန်တော်ဆက်လက်ပြီးမှဈေးကွက်ပြန်လဲဝင်များပေးသွားမှာဖြစ်ပါတယ်ဗျအဲ့တော့ဒါလေးကတော့ကျွန်တော်တို့အပွင့်သွေးပြီးလို့ရခဲ့တဲ့အနေအထားလေးဖြစ်ပါတယ်အဲ့တော့တော်တော်လေးကိုမှလာပါတယ်ဗျာနော်အဲ့တော့လာတဲ့ဆိုပေမဲ့လို့အဒီပြည့်ပဲ့ချံကတော့ကျွန်တော်တို့မလာတဲ့ရပါတော့။သိပြီးမှမလာတဲ့ရကတော့ကျွန်တော်တို့ရှစ်ပွင့်ပေါ့နော်။ခုဆိုရင်တော့ကျွန်တော်တို့လာတာလေးနဲ့မလာတာလေးနဲ့ခွဲထားတာလေးဖြစ်ပါတယ်။ ဆိုတော့လာတဲ့ပွင့်လေးတွေကတော့ကျွန်တော်တီတန်းခွဲပြီးမှတိုက်ပါတယ်ဗျမလာတဲ့ပွင့်လေးတွေကတီတန်းခွဲပြီးမှတိုက်ပါတယ်ဗျလာတဲ့ပွင့်လေးတွေကိုကျွန်တော်တီတန်းခွဲပြီးမှတိုက်တယ်ဗျနော်တီတန်းခွဲပြီးမှတိုက်တော့အဲ့ဒီ72ပွင့်ကိုအဲကျွန်တော်တို့စက်သားရရင်တော့10သိန်းပေးတယ်ဗောနော်10သိန်းပေးတာ10သိန်းပေးတာမရသေးဘူးဗောနော်အဲဒါပိုင်ရှင်ကိုမေးကြည့်လိုက်တယ်ဗောနော်ပိုင်ရှင်မေးကြည့်လိုက်တော့မရသေးဘူးဗောနော်အဲဒါမရသေးရတဲ့ပဲကျွန်တော်တို့ဟိုစက်ပြီးမှ ဟိုမရသေးဘူးဆိုတဲ့အကျိုးအကြောင်းသွားပြောတာပေါ့နော်သွားပြောတော့အဲ့ဒီကြောက်ကုန်တွေကနောက်ထပ်2သိန်းထပ်တိုးပေးပါတယ်ဗျနောက်ထပ်2သိန်းထပ်တိုးပြီးတော့12သိန်း12သိန်းမှာကျွန်တော်တို့စီးထားလိုက်တယ်ပေါ့နော်ပြန်ပြီးမှလည်းစဉ်းစားလို့ရအောင်ဆိုပြီးမှ72သိန်းနဲ့စီထားပြီးတော့နောက်နေ့ကျတော့ကျွန်တော်တို့ကြောက်လေးတွားပါတယ်ဗျနောက်ထပ် lucky 5000ထည့်ပေးလိုက်သေးပါတယ်ဗျဒါဆိုအားလုံးပေါင်းကျွန်တော်တို့72သိန်းနဲ့5000ဖြစ်ပါတယ် ။နောက်ထပ်အကြဝင်ရှစ်ပွင့်ကိုကတော့ကျွန်တော်ဆက်ပြီးမှတိုက်ကြည့်တော့တသိန်းရောက်တယ်ပဲပေါ့နော်။တသိန်းရောက်တာနဲ့ပဲအဲ့ဒီအကြဝင်ရှစ်ပွင့်ကိုတီးပြီးကြောက်လေးတွေဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ဖြတ်သွေးရောင်းအားလုံးလုပ်ပေးတာပေါ့နော်။အဲတွေးတာတော့ကျွန်တော်အသွေးကိုတည်တံအပ်လိုက်တာပေါ့နော်အဲတော့အသွေးအပ်ပြီးမှကျွန်တော်ကိုယ်တိုင်ပွဲတိုက်ပြီးမှရောင်းပေးတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေအားလုံးတဲ့ပညာရရှိစေမယ်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်ဗျဒီဗီဒီယိုလေးကိုဆောင်းကြည့်ရှုပြီးသူအားလုံးကျေးဇူးတင်ပါတယ် နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ